ဝဲလန်းတပင်လေးသွားလို့ရှိရင်အပြန်မှာစစ်တက်ကပေါ်တော့ဆွဲမှာကြောက်လို့အင်းရဲကအင်းပင်ညမိုးချုပ်ချင်မှထွက်ရဲကြပါဘူးဆိုအမားတို့ပြောသူလားစစ်တပ်ကပေါ်တာတွေအဲ့ဒီလိုမျိုးမင်းမင်းရအောင်လိုက်ဆွဲနေမှဆိုရင်ပိန့်ခွန်နဲ့အကုန်ခံပြီးဘာကြောင့်ပတ်စံပြီးဝင်နေမှလဲစောက်ပိန့်နေရဲ့အောက်ချူစီရကျွန်တော်တို့နိုင်ငံသူများနိုင်ငံအပေါ်မှာပြီးကိုပြီးစားတော့နေတာလားကိုနိုင်ငံရဲ့ဖတ်ပုံနေတဲ့တိုင်းရစားတာနေနဲ့စားလို့ရောမရဘူးလား ဟိုင်းချာရမီဘာပြည်သူညကိုမော်မာမြားအလုံးမမင်္ဂလာပါ news page channel ကနေပြန်မပြောင်းလဲကြိုဆိုလိုက်ပါတယ်2025ခုနှစ် March 10ရက်နေ့နေ့လယ်ပိုင်းနဲ့ညနေပိုင်းအတွက်ပေါ့နော်နောက်ဆုံးကြားသိရတဲ့တော်လန်တရင်ကောင်းတွေပြင်ဘောမရီရဲ့လောင်မြတ်တန်တို့လည်းကျွန်တော်တို့ကြီးရှုရမှာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ခါတိုင်းလိုပဲအယုံဆုံးအနေနဲ့တရင်တူလေးတွေကြည့်လိုက်ရအောင်နော်ပထမဆုံးတရင်တဲ့ဘုတ်အနေနဲ့ကတော့ ကချင်ပြည်နယ်ဘုံဘုံမြို့အခြေစိုက်အမတ်23စစ်စင်ရေးကိုခဲမှုဌာနချုပ်စကားခ23ကိုပြည်သက်တင်ပိုင်နိုင်ဖို့ကချင်လွတ်လပ်ရေးတမတော် KAI ပုံတော်တွေကနေပြည်မှာထုတ်စစ်စင်တက်ခိုင်းနေပြီးတော့မှကကင်ချို့ကိုမလ10နေ့မှာတင်ပိုင်နိုင်တယ်ဆိုပြီးတော့မှကျွန်တော်တို့သိရတာပဲဖြစ်ပါတယ် ဒီနေ့သူတို့ရဲ့27ဘေးနာကကာကင်တချို့တွေကိုပြန်ပြီးတော့တိုက်နေတာတွေရှိတယ်ဆိုပြီးတော့ကျွန်တော်ကချင်းတရင်းမိကနေပြီးတော့ပြောဆိုထားတာပဲဖြစ်ပါတယ်စစ်ကောင်စီတဆွဲထားတဲ့စီပတ်နယ်ကိုမိရှို့လိုက်ပြီးဖြစ်ကြောင်းရုတ်တရက်ကိုသူကနေပြီးတော့ကချင်းဘာသာနဲ့ပြောဆိုခဲ့တာကိုကျွန်တော်ကြည့်မယ်ဆိုရင်ဘုံမျိုးမှာစစ်ကောင်စီတပ်တွေကြာရှုံးနေပြီးတော့အမျိုးမျိုးတွေရရှိနေတယ်ဆိုပြီးတော့ကျွန်တော်သိရှိရတာပဲဖြစ်ပါတယ်စခွေးတတရတော့ဒီဘုံမျိုးမှာဆိုမှာနော်သူတို့အနေနဲ့ဒီစရေးခိုင်မှာပြင်ဆင်ထားပေမဲ့ကျွန်တော်ကဲဦးဆောင်တဲ့ပူပေါင်းတပ်ဖွဲ့ဝင်တွေကနေပြီးတော့မကြခင်မှာတော့တင်ပတ်ရရှိဖို့နှိစနေတာပဲဖြစ်ပါတယ် နောက်ထပ်သတင်းသဘောအနေနဲ့ကတော့ရှမ်းပြည်နယ်ခြေစိုက်လာရှိုးတိုင်းတုံးမီးရထားစကောင်းပြင်စစ်ုံမှာနတ်စီတွေဝင်ထမ်းတွေရနေပြီးတော့မှစီကလန်313ဂါလန်ပဝင်တန်တဲ့ပစ္စည်းတွေအားလုံးကိုခိုးယူရောင်းစားမှုဖြစ်ပေါ်နေတဲ့စူပါမတ်ကျွန်တော်သိရတာပဲဖြစ်ပါတယ်ဒီကောင်တွေကတော့ဘောဘကြီးလက်ထက်ချမှာပေါ့နော်တော်လေးကိုငါပြတ်နေတယ်ဆိုတာကျွန်တော်တွေ့ရှိရတာပဲပြီးတော့မှသူတို့အခုဆိုရဲခြေနေမကောင်းတော့တော့ကျွန်တော်တို့ဒီမြေထားတွေကနေပြီးတော့မှတန်တဲ့ပစ္စည်းတွေပင် စီကလန်ပုံးတွေကိုလည်းသူတို့ကနေပြီးတော့မှရောင်းချမှုတွေလုပ်နေတာပဲဖြစ်ပါတယ် ကဲကျွန်တော်ဒီနေ့နေခင်ပိုင်းမှာပထမဆုံးအနေနဲ့ကြည့်ရမှာကတော့အခုဆိုရင်တောင်ဝမျိုးချောင်းလမ်းစစ်စေးကိကိုကျွန်တော်ကဲညူနဲ့ပွန်တဖို့ဘုံနဲ့နေပြီးတော့မှရှားဖြတ်တိုက်ခိုက်နေခဲ့လို့စစ်ခွေးတချို့ပေါ့နော်ဖွာလန်ကျဲသွားတဲ့ဆိုတဲ့တရင်ကိုရေဘော်ရှင်လေးတင်ဆက်ထားတာလေးပဲဖြစ်ပါတယ်ရေဘော်ရှင်လေးဘယ်လိုမျိုးတွေပြောထားလဲဆိုတာကျွန်တော်စကြည့်လိုက်ရအောင်နော်ဒီနေ့တောင်ငူမျိုးရှောင်းလမ်းစစ်စေးကိတ်ကိုပေါက်ခွဲဖျက်ဆီးနိုင်ခဲ့ပါပြီ။ရန်ကုန်မန္တလေးလမ်းဟောင်းနှစ်ဆောင်မြိုင်မှာ ရှိတဲ့တောင်ငူမျိုးကိုရှောင်ပြီးတော့ဖောက်ထားတဲ့မျိုးရှောင်းလမ်းပေါ်က အကြမ်းမဲ့ဖက်စစ်ခွေတက်ရဲ့စစ်ရေးကိတ်ကို ဖောက်ခွဲဖြစ်စီနိုင်ခဲ့တာပါဆိုတော့တရင်တွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်မိဘတွေသတိပြုပေးပါကျွန်တော်တို့လူငယ်တွေအားကျွန်တော်မိဘပြည်သူတွေကိုဒါအထီးကိုက်ဒါမရှိအောင်လို့ကျွန်တော်တို့တတ်နိုင်ဆုံးပွင့်လင်းညင်သာစွာတင်ပြတတ်ပါပဲဟုတ်ပြီဒီတိုက်ခိုက်မှုကိုကျွန်တော်တို့ KNU တက်မှာနှစ်ကစောင့်ရဲခဲ့ခြင်းဖြစ်ပါတယ်อืมဆိုတော့ တောင်ငူအထိလဲကျွန်တော်တို့ရှိနေပါတယ်စောကြီးတွေကရှိနေပါတယ်ကျွန်တော်အများနဲ့ပြောရဲကျွန်တော်မိဘပြည်သူတွေရဲ့အနီးအနားမှာကျွန်တော်တို့တပ်ဖွဲ့ဝင်အတီးတီးရှိနေပါတယ်ဟုတ်ပြီဒါကတော့ကျွန်တော်တင်ပြခဲ့တဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့လက်တွေ့ဖြစ်လာတဲ့အခင်းချင်းကိုကျွန်တော်ပြန်ပြီးတော့ကျွန်တော်မိဘတွေကိုအမှတ်ရလို့တင်ပြပေးနေခြင်းဖြစ်တယ်ဟုတ်ပြီကျွန်တော်ဒီနေ့ရဲ့အရေးကြီးတဲ့ခေါင်းစဉ်ကြီးဖြစ်တယ် architect.aa နဲ့ NUG ကျွန်တော်ပြည်သူ့ကော်မတီပူးပေါင်းတပ်ဖွဲ့ဝင်တွေ ပူပေါင်းစစ်စီကြီးကြီးရှိနေပါတယ်ဆိုတော့အလခမြည်ပြင်းတဲ့ထိစက်တွေတဲ့နေရာတွေပါအဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒီနေ့ရဲ့ဗီဒီယိုနောက်ဆုံးမှာတင်ပြပေးသွားမှာဖြစ်တယ်ခါဒီအကြောင်းတွေကျွန်တော်မပြောခင်မှာလက်ရှိအချိန်မှာတော်လန်ရေးတက်တွေအချင်းချင်းရံမတိုက်မိဖို့ကျွန်တော်ဒီကနေပြီးတော့မြတ်တာရက်ခံလို့တယ်ဆိုတော့ကျွန်တော်တို့ဟာမြည်ပြင်းရဲပေါ့လူငယ်တွေဖြစ်ပါတယ် ဆိုတော့မြေပြင်မှာဘလောက်ဒီခက်ခဲမှုတွေပြီးတော့ဘလိုမျိုးပူပေါင်းဆောင်ရွက်မှုတွေနားလည်မှုတွေကိုဘလိုမျိုးတိစောက်ကလဲဆိုတာကျွန်တော်တို့အသိဆုံးပါခံစရာရှိရင်ကျွန်တော်တို့အရင်ဆုံးခံရတာပါဆိုတော့ကျွန်တော်တို့ ER ဟိုတိုင်းသားတပ်ဖွဲ့ဝင်တွေဒါတို့နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဆိုရင်အဖွဲ့ဇုံနဲ့ကျွန်တော်ဆုံတွေ့ခဲ့ပြီးပြောင်းပြီဆိုတော့ဒီအဖွဲ့ဇုံမှာကျွန်တော်တို့ခေါင်းဆောင်မျိုးစုံရှိပါတယ်ဆိုတော့ဒီကောင်းဆောင်မျိုးစုံကြားထဲမှာကျွန်တော်တို့လူငယ်တွေဟာအကောင်းဆုံးကြော်ဖြတ်ခဲ့ကြော်ဖြတ်ခဲ့ပြီးပါပြီ ဆိုတော့အခုအခြေအနေမှာကျွန်တော်တို့တော်လန်ရေးတက်ဖွဲ့ဝင်တွေနဲ့ပတ်သက်ပြီးတော့အမြင်မတူတဲ့ဒါဘယ်လိုမှမနော်အကြံပြုတာတွေဆွေးနွေးတာတွေတင်ပြနေတာတွေကိုကျွန်တော်မီဒီယာထက်မှာတွေ့နေရလို့ပါကဲဒီမှာရဲဘော်ရှန်လေးပြောထားတဲ့အတိုင်းပဲပေါ့နော်ကျွန်တော်တို့ကဲညူနဲ့ပူအောင်တပုတ်ကိုနေရနေပြတော့မှတောင်ကုန်မြို့ဆောင်လမ်းစစ်စေးကြီးကိုသူတို့အနေနဲ့ဖောက်ခွဲပျက်စီးနိုင်ခဲ့တယ်ဆိုတော့တရင်ကိုတင်ဆက်ထားတာပဲဖြစ်ပါတယ်နောက်တစ်ခုကကြတော့ကျွန်တော်တို့အခုဆိုရင် DNUG နဲ့ပေါ့နော် ေရောကြပူပေါင်းဆစ်စင်ရတဲ့မြန်မာဖို့ရှိနေတာပဲပြမတော်တို့ဒီပြမမှာဆိုလဲခုဆိုရင်ဒေါ်လာရဆူရရနေပြမစကွန်စီကပါဆာဆလနှစ်ယုံတွေဒီတင်ပနေဖို့အချိန်ကြီးကောင်းနေတာပဲဖြစ်ပါတယ်ဒီကြားထဲမှာမှကျွန်တော်တို့ဒေတိုင်းတလင်းနဲ့ကန်တဖွဲနဲ့တဖွဲကြားထဲမှာပြိပခလေးတွေရှိနေတာပြမအထူးသဖြင့်ရှမ်းမြောက်မှာဆိုလဲပေါ့နော်ကြာရင်နဲ့ MND ကြာရင်နဲ့ TNL ဆိုပြမကျွန်တော်အချင်းများမှုတွေဗီဒီယိုဖိုင်တွေတွေ့နေရတာပဲဖြစ်ပါတယ်အဲ့လိုမျိုးဟာတွေကျွန်တော်တို့နည်းပေါ့နော်ဒီဒေါ်လာရရှေ့မြင်နေတဲ့အချိန်မှာအမြန်ဆုံးပြင်ရှင်းတင်နေတာပဲဖြစ်ပါတယ် ျွန်တော်နောက်ထပ်ဗီဒီယိုသဘောအနေနဲ့မြောက်လိုင်းရနေပြီးတော့မှရုရှားနဲ့ပြန်လာပြတဲ့နောက်ပိုင်းမှာဘယ်လိုမျိုးတွေအားချောင်းပြီးတော့မှပေါ်လိုပက်ဆာပြောထားအောင်မလဲဆိုတာစစ်ကြည့်လိုက်ရအောင်နော်ရုရှားသမ္မတကြီးမစ္စတာပရမီတာပူတင်နဲ့ဗီဒီယိုသမ္မတနိုင်ငံသမ္မတကြီးလူကာရှန်ကိုတည်းဖိတ်ကြားကြရရပြောတရားဝင်အချစ်ကြီးခီးသွားတာပါသူတို့ကတရားဝင်ဖိတ်တဲ့အတွက်ကြောင့်ကျွန်တော်တရားဝင်အချစ်ကြီးခီးသွားနေတာတော့ဒါနိုင်ငံအတွက်အင်မတန်ကောင်းတဲ့အားတစ်ခုဖြစ်ပါတယ်ဗျာသူတို့ကသွားတဲ့ခီးသင်းဘယ်နဲ့နိုင်ငံအတွက်ကောင်းရမှာတော့အဲကျွန်တော်တို့နိုင်ငံနိုင်ငံပူပေါင်းဆောင်ရွက်နေပြီးချေပြတ်သွားကျွန်တော်တို့စုလေးဆောင်ရွက်နိုင်ခဲ့တယ် အထူးသဖြင့်စီဝိုင်းနဲ့ပတ်သက်ပြီးပူးပေါင်းဆောင်ရွက်ကိစ္စရတွေပေါ့။နောက်နှစ်နိုင်ငံအပြန်အလှန်ကူးလူသွားလာရတဲ့တွေ့ချက်ပေါ်ဆိုင်အထူးသဖြင့်ခီးသွားကဏ္ဍတွေတွေ့ချက်ဆောင်ရွက်ရေးပေါ့ဗျာ။နောက်တော့ကပညာရေးနောက်တိပ္ပံနဲ့ဒီပညာနောက်ကျန်းမာရေးနောက်အားကစားရေးခြင်းမှုဥပဒေနောက်ကာကွယ်ရေးဆိုင်ကိစ္စရတွေဒါတွေ level တွေအခြေချပြပြကျွန်တော်တို့စုနေနိုင်ငံရဲ့ပြင်မြန်မာနိုင်ငံရဲ့နိုင်ငံရေးဖြစ်ပျော်ပြောင်းလဲမှုအခြေအနေတွေရှင်းပြသူနှစ်နိုင်ငံလုံးကဒါကိုအားလုံးလက်ခံပါတယ် ဒါကျွန်တော်ယူကောဘတ်လုံးမဲ့ချင်နေတဲ့ကျွန်တော်ရှင်းပြရှင်းပြတော့သူတို့နားရဲအားပြီးတစ်ခေါက်ခံတဲ့အကြောင်းသူတို့ရှေ့ကကိုယ်စလေလှုပ်ပြီးတော့လိုက်ပြီးတော့ယူကောဘတ်မှာအဲလိုက်ပြီးကြည့်ပေးမယ်အကြောင်းနဲ့ဒါသူတို့ပြောတာရှိတယ်ပိုကောင်းတာတော့နှူးတစ်ဖက်ဒီတွစ်ဆုံချင်းအပြင်ယုံကြည်မှုတွေအများကြီးရခဲ့တယ်ဗျာရုရှားနိုင်ငံရောပီလာရုစ်နိုင်ငံရောနောက်သူတို့နိုင်ငံမှာရှိတဲ့ပြည်သူတွေရောမြန်မာနိုင်ငံရောမှာစိတ်ဝင်စားတဲ့တော်တော်ဖြစ်လာတာကိုကျွန်တော်တွေ့တယ်ဗျာဒါကကျွန်တော်တို့ရဲ့လည်းဝန်ထမ်းကအနာကတဲ့အကောင်းတဲ့လက္ခဏာတစ်ခုပေါ့ဗျာအဲနောက်တစ်ခုကလည်းပါတီဆိုဒီမိုကရေစီရုပ်ကောပဲလုပ်မှုလို့ကျွန်တော်ပြောကြတာရှိတယ်ဒါကျွန်တော်တို့ခိုင်မှလုပ်မှာပါ ါတီတိုဒီမိုကရေစီစနစ်ကိုတကယ်လိုချင်လို့ရှိရင်အဲကန်တော်ကစားလုပ်နေတဲ့ပူပေါင်းဆောင်မှုကလိုပါတယ်အဲ့ဒါလုပ်မှဆိုလို့ရှိရင်ကျွန်တော်နိုင်ငံမိုးချအောင်မြင်ရမယ်ဗျကဲဒါတော့ပါနော်ဒီစခွေးတတရဲ့ဖခင်ကြီးဖြစ်တဲ့ မြောက်လိုင်းရနေပြမခုဆိုရင်သူတို့အနေနဲ့ပါတီဆိုဒီမိုကရေစီရွေးကောက်ပွဲကျင်းပနိုင်ဖို့ကြိုးစားသွားမယ်ဆိုတဲ့အကြောင်းကိုရုရှားနဲ့ဘယ်လာရုစ်ကလည်းထောက်ခံတယ်ဆိုပြီးတော့မှပါနော်မြောက်လမြောက်ဆောက်တွေပြောတော့တာဖြစ်ပါတယ်တိုင်းပြည်ကိုရောင်းစားပြီးတော့မှကပားလည်းမှာကျတို့တိုင်းပြည်နဲ့လူမျိုးကိုတိတ်ခါချခဲ့တဲ့မြောက်လိုင်းဟာဆိုရင်အခုချိန်မှာတော့ပါနော်မြန်မာပြည်ကိုပြန်လည်ရောက်ရှိနေတာဖြစ်ပြမကျတို့တော်လိုင်းရဲ့စုတွေရဲ့အောင်မြင်မှုတွေကိုသူ့အနေနဲ့ ထန်ချီယုံသာရှိတော့တာပဲဖြစ်ပါတယ်။သူ့အနေနဲ့ဘလိုပဲဒီပြပခွန်ကြီးတွေရပ်ယူနေပါစေကျွန်တော်အင်အားစုတွေရနေပြီးတော့မှပြည်သူတွေအလုံးနဲ့ပူပေါင်းပြီးတော့မှခုဆိုရင်စစ်စင်ရေးတွေမှာလည်းအောင်မြင်မှုတွေရရှိနေတာမလို့မြောက်လိုင်းရဲ့နေဝင်ချင်းကတော့ကျွန်တော်ချင်းဒီပုံပေါ်တော့မကြခင်ပါပဲဖြစ်လာတော့မယ်ဆိုတဲ့အကြောင်းပြောလိုပါတယ်။ကျွန်တော်နောက်ထပ်ဗီဒီယိုတပိုးနေနဲ့ကြော်မြင့်မြတ်နေပြီးတော့မှကျွန်တော်ကန်ယူနဲ့ PDF တွေကိုဘယ်လိုမျိုးတွေ့ခွဲစကားတွေပြောထားလဲဆိုတာတစ်ချက်လောက်ချစ်လဲရအောင်နော်လူတယောက်တည်သွားရင်နော်လူတယောက်တည်သွားရင်တည်တရားမြေမြုပ်ပေးရမယ်ဆိုတော့ ဒီလူအသိစိတ်တော်ဒီကောင်တွေမရှိဘူးဒီသေးတဲ့လူတွေကရှင်းပြကရင်နေမဟုတ်ဘူးအဲ့ဒါကရင်မဟုတ်ဘူးဗမာတွေဗမာ PDF လူငယ်တွေတချို့ကပြောတယ်အာဘာလဲဟိုစစ်တပ်ကစစ်တပ်ကလူတွေပဇက်ကစစ်တပ်ကလူတွေပြောနေပြန်အဲ့ဒီအဝတ်အစားနဲ့အဲ့ဒီဝတ်ထားတဲ့ပုံစံနဲ့အဲ့ဒီလူရဲ့ပုံစံလေးကြီးကြည့်လိုက်တဲ့ကမြန်စစ်သားလားဒီပြိမာသွားတဲ့ PDF ကလေးလားဆိုတာအဖြေထွက်ပြီးသားဘယ်တိုက်ပွဲမှာတေးထားတယ်ဘယ်တိုက်ပွဲမှာထိခိုက်သွားလဲဘယ်တိုက်ပွဲမှာဖြစ်တယ်လဲဆိုတာမသိရဘူးနောက်တစ်ခုက ဘယ်လိုမျိုးဒီကောင်လေးကိုပြစ်တာလိုက်တာဆိုတော့မသိအောင်တိုက်ပွဲမှာဖြစ်လို့သေးတာဆိုရင်ဒီကောင်လေးတွေထိခိုက်ဒဏ်ရာတွေကကြီးကြီးမားပွင့်ထွက်ဆုတ်ပြတ်တန်နေတာဖြစ်ရမယ်ဒါပေမဲ့ဒီကောင်လေးတွေသေထားလူတွေအလောင်းတွေကြီးကြီးဒဏ်ဒဏ်ချက်တွေကကြီးကြီးမားမရှိရအတွက်ကြည့်ရတာဖမ်းပြီးတော့ကိုပြစ်တာလိုက်တဲ့သဘောရှိတယ်တဘောကအဲ့ဒီ KNU ကကရင်တွေကအဲ့လူ KNU KNU ကရင်တပ်သားတွေကတမင်ကိုဒီကောင်လေးဖမ်းပြီးတော့တပ်လိုက်ပြီးတော့မှကောင်လေးတွေ့ရနေပြစ်လိုက်တော့သဘောပြောလို့ရတယ်ဒါကြောင့်ကျွန်တော်ဒီခေတ်ကကြားရတယ်ချောင်းနှခွားတိုက်ပွဲတခုဟိုအနန်းကွင်းတိုက်ပွဲစသဖြင့်တိုက်ပွဲတွေမျိုးလိုရှိတယ်အဲ့ကရင်ပြည်နယ်မှာဖြစ်တဲ့တိုက်ပွဲတော်တော်များများမှာ တက်ကပြစ်လိုက်လို့တေဝါရဲ့အလောင်းတွေကကရင်အလောင်းတွေဆိုရင်ဒီကောင်တွေကအကုန်မရရနေနဲ့ရအောင်တက်ဆွဲပြီးတော့ကားပေါ်တင်ပြီးတော့မောင်းပြီးတော့မြင်းလို့တယ်ဗမာပြည်တွေကအလောင်းဆိုတော့အဲ့လမ်းဘေးမှာခွေးအစားစားကြီးထိုးထိုးလှုပ်ဖြစ်ချင်တာဖြစ်လို့လမ်းဘေးပြစ်ထားခဲ့အဲ့ဒါကရင်ပြည်တွေမှာရှိတယ်ကရင်မှာရှိတယ်ကရင်တပ်တွေလုံနေတာ KNU ရဲ့အောက်က KNL တပ်သားတွေလုံနေကြတာအဲ့ဒါအဲ့လိုကြားတဲ့တဲ့ရင်ကအခုဒီကောင်တွေဒီလိုမျိုးကန်ချနေတာမြင်တော့ပိုပြီးရှင်းသွားတယ်ကျွန်တော်ဒီလူတွေကိုလူလူလူအသက်တွေပြလူတွေပြဒီကလေးတွေမှာမိဘတွေရှိတယ်မိဘတွေရှိတယ်ဆွေမျိုးညာနာတွေရှိတယ်ဒီလူတွေက ခုဒီလူကန်ချနေတဲ့အလောင်းတွေမှာခမရသားသီးပါသွားတယ်ဆိုပါဘူးခမရသားပြည်ရဖြစ်သွားတယ်ခမရတို့သားသီးတွေတယောက်ပြည်ရဖြစ်သွားတယ်အဲ့လိုအဲ့တော်ထဲမှာအဲ့လိုသေးသွားတဲ့ခါမှာအဲ့လိုအလောင်းကိုကန်ချလိုက်တယ်ချုံနဲ့ကန်ချပလိုက်တဲ့ဟာမျိုးခမရဆိုဘလို့ခံစားမလဲစဉ်းစားကြည့်တယ်ခမရသားသီးဆိုဘလို့ခံစားမလဲဒီကောင်းနေဒီကောင်းနေလုံးဝကိုကျင်းတာတည်းမရှိဘူးလူကျင့်ဝင်လည်းမသိဘူးကိုကျင်းတာတည်းမရှိဘူးအကုန်လုံးမြေတောင်မြုပ်ပေးဖို့တောင်စိတ်ဆန္ဒမရှိဘူးအဲ့တော့ဒီလိုကောင်းတွေကတိုင်းပြည်ကိုတိဆောက်ပါမယ်လို့ပြောရင်ခမရတို့ယုံလားဒီလိုကောင်းတွေကကေအေပီနဲ့လုံးမြောက်ရေးလို့ပြောယုံမလားခမရတို့ပြီးတော့ဒီလိုကောင်းတွေကဓာတ်တူညီမာကြီးပြောရင်ခမရတို့ယုံလို့ရလားစဉ်းစားကြည့်တယ်ဒီလိုကောင်းတွေကတရားမျှတမှုပြောယုံမှာဖြစ်နိုင်လား လူကောင်မိုးတွေကပြည်သူလူတို့ဗမာတွေရောတိုင်းရင်းသားတွေအကုန်လုံးချစ်ပါလေလို့ပြောယုံလားခဏလေးယုံလားစဉ်းစားကြည့်အများကြီးစဉ်းစားကြည့်တော့တိချဒီကောင်တွေအခုဒီတေသွားတဲ့လူတွေရဲ့အလောင်းကတော့လူကုန်တိခနဲ့ညီတေချမြေမြုပ်ပေးဖို့တော့ဒီကောင်တွေမှာစိတ်ချမရှိရင်ကျန်တာတွေကခင်ဗျာဘလောက်တောင်ဒီကောင်တွေရဲ့စိတ်ချတွေကပုတ်တိုးနေပြီလေခဏစဉ်းစားကြည့်တယ်တတော်တော့အားသေးဖို့ကောင်းတယ်ကျွန်တော်အဲ့အလောင်းအဲ့လိုကန်ချနေတာကြည့်ပြီးတော့ဟာဒီဖြစ်စဉ်ဒီမိသိနေရမှာဖြစ်ခဲ့သလဲလို့နော်မိမိကုန်ပြုံဖြစ်ခဲ့လဲလို့ဘလို့ဘာဖြစ်လဲဆိုတော့အသေးစိတ်ကိုကျွန်တော်တို့မသိရနိုင်ဘူးမသိနိုင်တော့ဘာလို့ဆိုတော့ကရင်ပြည်တော်မှာဖြစ်တဲ့တိုက်ပွဲတွေတိုက်ပွဲပေါင်းများစွာဖြစ်တာ အများကြီးတွေကတခုဖြစ်လိမ့်မယ်တေချာတော့ဒီ video evidence ချက်မှာမြင်ရတာကတော့ရှင်းပါတယ် video evidence မှာမြင်ရတာရှင်းတယ်ဘာလဲဆိုတော့ဗမာလေးတွေဗမာလေးတွေဗမာလေးတွေ PDF လည်းဖြစ်ဖြစ်မယ်တက်မလို့ပါစစ်သားလေးလည်းဖြစ်ဖြစ်မယ်ဗမာတော့ဗမာလေးတွေပြီးမှလူငယ်လေးတွေဒီလူငယ်လေးတွေရဲ့အလောင်းတွေကိုမြေကြီးကိုခြုံထဲကိုကန့်ချပလိုက်တာမြေမြုပ်ကိုကန့်ချပလိုက်တာကန့်ချပလိုက်တယ်မြင်ကွင်းတေးနေသားပြီးသားအလောင်းတွေလူကိုခမရဗျာလူကိုတိရစ္ဆာန်တစ်ကောင်လို့လွတ်ပြစ်တာတုံလို့ပြစ်တယ်ခြုံထဲကန့်ချတယ်ဆွဲချတယ်တုံလို့လွတ်ပြစ်တယ်လူအလောင်းကဖြစ်ကလေးသားပဲ အကယ်၍အဲ့ဒီတေးတဲ့လူတွေအပုံလိုက်တေးနေတဲ့လူဆယ်ယောက်တော်တယ်အဲ့ပုံဓာတ်ပုံတွေမှာဗီဒီယိုတွေမှာကြည့်လိုက်လို့ရှိရင်အနည်းဆုံး၁၂ယောက်၁၃ယောက်ရှိတယ်။ကားထဲမှာတင်တာပုံလိုက်ကြီးထပ်လိုက်ကြီးတင်တာလူတွေကိုပြားခင်တရိတ်ဆန်တင်တာထပ်လိုက်ကြီးတေးထားလူပုံလိုက်ပုံလိုက်တင်ပြီးတော့ဟိုကတ်ချလိုက်အကယ်၍အဲ့တေးတဲ့လူတွေကကရင်နေလာဆိုရင်အဲ့ဒီကောင်ကဘလို့ဆက်ဆံမယ်လို့ထင်လဲ။ကျော်မြမြရတာသူတို့ဆက်ရှုံးပြီဆိုတာလည်းပေါ့နော်ကျော်တို့တိုင်းတားလင်းကင်တဖုတ်ဝင်နေတဲ့ ဒီ PDF တွေကြားထဲမှာဒုက္ခမှုတွေပြောင်းပြောဆိုထားတာကိုတွေ့ရတာပဲဖြစ်ပါတယ်အခုဆိုရင် Can you ကနေပြီးတော့မှစခွဲလောင်းတွေကိုပေါ့နော်ခြုံထဲကိုကန်ချတဲ့ video file ထွက်လာပြတဲ့နောက်ပိုင်းမှာ PDF တွေဆိုပြီးတော့မှဆွဆွပြောဆိုထားတာဖြစ်ပြီးတော့မှဒါကသူတို့ session ပြီးဆိုတာနဲ့ဒီ PDF လို့ထုတ်ကို water mind တက်ဖို့ပေါ့နော်လှုပ်ဆောင်နေကြတဲ့အကွက်တွေပဲဖြစ်ပါတယ်ဘလိုပဲပြောစခွဲတက်တိုက်ကနေပြီးတော့မှကျွန်တော်မိဘပြည်သူတွေသူတို့အရင်ခေတ်ကတုံခဲတဲ့ဒီအကွက်တွေကိုထုတ်သွင်းနေပြီမဲ့ကျွန်တော်မိဘပြည်သူတွေနဲ့တော်လိုင်းရဲဘော်တွေကြပါနော်ဒီခိုင်မာလာတဲ့ စီလုံးမှုတွေကြောင့်ဟုဆိုရင်ကျွန်တော်တို့အနေနဲ့ဒီစကွေးတတိုက်နဲ့ဘောမလိုပြီးတတိုက်ရဲ့ဒီဖျံသေးဆောင်မှုတွေကိုနားမြောင်တော့ပဲနဲ့ပေါ့နော်ဒီတလိုင်းမှာရှေ့ဆက်ပြီးတော့မှအောင်မြင်မှုတွေရရှိနေတာပဲဖြစ်ပါတယ်ကျွန်တော်နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ကြော်ဆိုးနဲ့ဇဘွင်းနှစ်ကောင်ကနေပြတော့မှာပေါ့နော်သူတို့အနေနဲ့မှကြာခင်မှာပဲနှောင်းချိုရရှိတော့မယ်ဆိုပြတော့မှာအားထောင်ထားတာလေးတစ်ချက်လောက်ကြည့်လိုက်ရအောင်နော်ဒီနေ့ဒီဘက်မှာအလူကိစ္စလေးတစ်ခုရှိလို့လာတာညီကိုနေရာကလာရင်းနဲ့ဘာသွားတွေ့လဲဆိုတော့ အောင်ပွဲရတောင်းခမ်းပြန်အောင်ပွဲရရှေတန်းစစ်တီတွေနဲ့တွားတွေ့တယ်ရှေတန်းစစ်တီတွေနဲ့တွားတွေ့တော့ကျွန်တော်ပြောတာပဲနော်ဟိုလိုဟိုကျွန်တော်လူကျင်တယ်လို့ဓမင်းတက်နတ်ဘူပဲဖြစ်ဖြစ်နတ်နတ်ဘူပဲဖြစ်ဖြစ်ဆိုပြီးတော့ဟာအကိုကြီးရတာဗောတဲ့ပြောတာဗောဆိုတော့အခုကျွန်တော်ပတ်စံ၈သိန်းပေါ့နော်၈သိန်းလူခဲ့တယ်ဗောအဲတမတစ်တစ်ဗောနော်တမတစ်တစ်အဲလဲပါတယ်တစ်၄၆ဗောနော်တစ်၄၆ဆိုဗျာတန်လင်တက်နေတန်လင်တက်နေရနော်တန်လင်တက်နေရအဲတစ်၄၆လဲပါတယ်ဗောနော်ပြီးရင်ဟို၃နှစ်ကတော့အခုပဲရောက်သွားပြီဟိုပါရောက်သွားပြီနေပြီးတော့ရောက်သွားပြီနေပြီးတော့ရောက်သွားပြီတဲ့နော်အဲ့ဒါ အောင်တောင်းခမ်းမှာအောင်ပွဲရတဲ့စစ်တီတွေပေါ့နော်ကျွန်တော်ကတော့ဒီနေ့ပတ်စံငွေ၈သိန်းချက်တိတိလူခဲ့ပြီးတယ်ပေါ့နော်လူခဲ့ပြီးတယ်ဟိုသူတို့ရဲ့ဟိုပြောတဲ့ဇာတ်ကားတွေလည်းအချားခဲ့ရတာပေါ့နော်ဟိုဝမ်းသာဘောကောင်းပါတယ်နောင်ချိုလည်းမကြမီပေါ့နော်ဒီပြန်လေတက်မတော်ရဲ့ရင်ဝယ်အောက်ကိုရရှိတော့မယ်တက်မတော်ရဲ့ပေါ့နော်အုပ်ချုပ်မှုအောက်မှာအေးချမ်းစွာနေထိုင်ခြင်းနဲ့ပြည်သူလူထုတွေနဲ့ပေါ့နော်တက်မတော်သားတွေနဲ့အရင်လိုပဲပေါ့နော်တက်နဲ့ပြည်သူလက်တွဲကူဆိုတဲ့အတိုင်းပဲ အဲ့ဒီအခြေအနေမျိုးရောက်ရှိလာတော့မှာဖြစ်တဲ့ဒါပေမဲ့တခုပြောချင်တာကဓာတ်ပုံရိုက်တယ်ဗျအဲ့ဓာတ်ပုံရိုက်တာကိုဒီ TikTok တင်ရနေပြီးတော့မှာပေါ့နော် community standard ဆိုပြီးတော့မှာအဲကျွန်တော်တို့ဟိုဟာမပေးဘူးပေါ့နော်ဇော်ပိုင်းရတော့ပါနော်ကျွန်တော်တို့မိဘပြည်သူတွေကိုစောက်ဝထင်ပြီးတော့မှဒီလိုမျိုးပြောင်းလဲမျိုးဆော်တယ်ဆဆပြောဆိုထားတာပဲဖြစ်ပါတယ်ကျွန်တော်တို့ online ရာစုတွေကနေပြီးတော့မှတကယ့်ရှေ့တန်း10မိနစ်ပြင်မှာဒီတောင်ခမ်းမှာတိုက်နေတဲ့ချိန်မှာပဲဒီစကောင်စီကနေပြီးတော့မှစကန်တင်းတာမျိုးတွေသူတို့ကိုပြန်ပြီးတော့မှပေါ့နော်ထွန်းထွန်းတိုက်ခိုက်နေတာမျိုးတွေမှရှိပဲနဲ့အခုချိန်ထိရတော့ကျွန်တော်တို့ဘက်ကနေပြီးတော့မှ ဝင်ပေးဆိုထားတယ်လို့ပြောဆိုထားတာမဟုတ်လို့ဒီကောင်တွေဘလို့မဲ့ကျွန်တော်တို့မိဘပြည်သူတွေကိုညင်းထဲဖို့ပြောဆိုနေပါစေအမှန်တရားတော့ကျွန်တော်တို့ဘက်မှာရှိနေတာပဲဖြစ်ပါတယ်ဒီကောင်တွေနေနဲ့နောင်ချိုလည်းရရှိမယ်ဆူပရမော့ပါတော့ကြွေကြော်နေပေမဲ့အခုဆိုရင်သူတို့ထင်းချုံထားပါတယ်ဆိုတော့မြို့တွေတောင်မှပြန်ပြီးတော့မှစုမုံနိုင်မှုမရှိတော့ကျွန်တော်တို့တွေ့ရတယ်ဖြစ်မှာဒီတဆုပ်ပြေထွက်ခွာမှုတွေလည်းကျွန်တော်တို့မကြာခဏဆိုသလိုတွေ့နေရတာပဲဖြစ်ပါတယ် ဆိုတော့ကျွန်တော်နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ပုဒ်သမနဲ့ပြီးတော့မှမြောက်လိုင်းတို့ရဲ့ standard image ကြီးကနေပြီးတော့မှပေါ်တာဆွဲတာတွေလုံးဝမရှိဘူးဆိုပြီးတော့မှပေါ့နော်မျောလင်းမျောဆက်ပြောဆိုထားတဲ့ဟာလေကျွန်တော်တစ်ချက်လောက်ကြည့်လိုက်ရအောင်ခင်ဗျားတို့ပြောတော့စစ်တပ်ကပုံရအောင်ဆွဲနေတယ်ဆိုခင်ဗျားတို့ပြောတော့စစ်တပ်ကမြင်းမြန်တမရရောက်ဆွဲတာပဲလေနော်အိုကြီးအိုမအိုနာကျူးကန်းကစမကြံပေါ်တာဆွဲနေတယ်ဆိုခင်ဗျားတို့ပဲပြောခဲ့တာလေ မင်းလေးတို့ရန်ကုန်မြို့ကြီးတွေမှာဆိုလို့ရှိရင်ညဘက်ဆိုဘယ်သူမှအပြင်မထွက်ရဲကြဘူးဆိုဝဲလန်းတပင်မသွားရဲကြပါဘူးဆိုဝဲလန်းတပင်တွေသွားလို့ရှိရင်အပြင်မှာစစ်တပ်ကပေါ်တာဆွဲမှကြောက်လို့အိမ်ထဲကအိမ်ပြန်ညမိုးချုပ်ချင်မထွက်ရဲကြပါဘူးဆိုခမားတို့ပြောသူကစစ်တပ်ကပေါ်တာတွေအဲ့ဒီလိုမျိုးနင်းနေရအောင်လိုက်ဆွဲနေမှာဆိုရင်သိန်းခွန်းနဲ့အကုန်ခံပြီးဘာကြောင့်ပတ်စံပြီးဝင်နေမှာလဲစောက်ပိန်းနေရဲ့မြန်မာကနီတော့နီပိတ်ပေါင်းချုံမျိုးနေနေတာကြမသိဘူးနော်ဆိုတော့ခမားတို့အကြံပေးမယ်ထမင်းပြောင်းစားကြည့်အတွေးခေါ်နေနဲ့မြင်လာလိမ့်မယ် နော်စက်တက်ကနေပြီးတော့ပေါ်တာဆွဲပြီးမိမိသမီးကိုပေါ်တာလိုက်ဆွဲနေတယ်တလောက်ကိုစက်မှုထမ်းက9000ဆိုပေမဲ့အဲ့ဒီလိုပေါ်တာဆွဲတဲ့အတွက်6000 8000ရပါတယ်ဆိုပြီးတော့ကလင်ကချင်းနဲ့တစ်ချိန်လုံးစက်တက်မုန်းဒီပြောတာလည်းခင်ဗျားတို့ပဲခင်ဗျားတို့ဝါလာဖြတ်မှုကြောင့်ယုံမားပြီးတော့ကြောက်လန့်နေကြတဲ့ပြည်သူတွေကိုခင်ဗျားတို့နော်အကြောက်တရားနဲ့ခင်ဗျားတို့ဝါလာမိုက်တိုက်တယ်အခုကျတော့စက်တက်က1000ပေးပြီးတော့လိုက်ဝယ်နေတယ်လို့ပြောတာလည်းခင်ဗျားတို့ပဲဆိုတော့ဘယ်တင်းကမှာလေမင်းတို့ကပေါ်တာဆွဲနေလေဆိုရင်ဗဇာကုန်ခံပြီးွယ်ရမလို့အခုတရင်ကျင်ညာနေပြီးတော့အဲ့ဒီလိုမျိုး နော်ဘက်ကရ40ပြောတယ်တရင်သမားဆိုပြီးတော့တရင်သမားအမြင်ခံထားတယ်ပြည်ဖြတ်မိတာတွေအစမြန်မာပြည်တွင်းမှာရှိရင်ခင်ဗျားတို့ကစားပေါ်တာဆွဲလိုက်မယ်ဆိုတော့ဒီပြည်ဖြတ်မိတာတွေရေးသမားကိုလက်စီဆောင်မိပြီးရုံနေကြတဲ့လူတွေကိုလည်းခင်ဗျားတို့ကိုယ်ပိုင်အုံနောက်လေးနဲ့စဉ်းစားချိန်ချိန်ကြပါဟာစဉ်းစားနိုင်တဲ့အုံနောက်တွေခင်ဗျားတို့မှာရှိကြပါခင်ဗျားတို့မှာအမေမွေးလိုက်တဲ့ကအတိဉဏ်လေးပါလာတဲ့ဒီအတိဉဏ်ကိုကောင်းစွာအသုံးချပါနော်ချိုးရလို့ရှိတဲ့စက်ကမိကလေးတွေလည်းပေါ်လာဆိုရင်ကျမတို့စက်ချင်းဝေချင်လို့ ိုင်ငံတော်ဝန်ထမ်းဆောင်ခြင်းကိုဆက်ရင်းပေးထားတာတော့အခုထိအမျိုးသမီးစစ်မှုထမ်းတွေခေါ်ဖို့အစီအစဉ်မရှိပါဘူးလို့စစ်မှုထမ်းဒီကျွန်တော်တို့သတင်းမှန်ပြန်ကြားရေးကိုယ်တိုင်ကတရားဝင်ထုတ်ပြောထားတယ်။ဟာဒီလိုထုတ်ပြောလိုက်တော့ပြီးခဲ့မီဒီယာတွေတစ်ဖက်နဲ့ပါပြောတယ်။အမျိုးသမီးစစ်မှုထမ်းတွေကိုဆက်ရင်းကောက်နေတယ်။နာမည်ဆက်ရင်းကိုကောက်နေတာလူခေါ်နေတာမဟုတ်ဘူး။ပုဒ်မာရာခိုဒီအတီအောင်လို့ကောင်းနေတော့မှနော်ကျတော်ဒီနေ့မနေ့မှာတွေ့ရတဲ့ဝန်တွင်ဘက်မှာဆိုရင်လည်းမျိုးသမီးတွေကိုပါစစ်ကောင်စင်းနေပြမှာပေါ်တာဆင်းနေတယ်လို့တည်ရတာပြမှာ ဒီပုတုမကတော့သူ့အနေနဲ့ပေါ့နော်အခုဆိုရင်စစ်မှုထမ်းချင်လို့တော့မှစစ်ကောင်စီရဲ့ဒီစစ်မှုထမ်းဆင့်ခေါ်ဖို့စောင့်နေတဲ့ဆိုပရမကျွန်တော်မိဘပြည်သူတွေကို follow ပဲဆက်ပြီးပြောတော့တာပဲဖြစ်ပါတယ်တကယ်တမ်းသူတို့ဒီဘောမှာတတရပါတော့နော်ကျွန်တော်ပြည်သူတွေအစားရှစ်တန်းဆက်မြစ်ပင်ကိုတွားပြတော့မှ စမုထမ်းတင်နေတာဖြစ်ပြီးတော့မှကျွန်တော်တို့လူငယ်တွေကိုအခုဆိုရင်လူဆွမ်းရရင်မြစ်ဖြစ်ပြန်ပြီးတော့မှတုံးချနေတာပဲဖြစ်ပါတယ်ကျွန်တော်တို့လူငယ်တွေနဲ့လဲစကောင်ဆက်ပေါ်တာဆွဲချင်းကိုခိုင်းမယ်ဆိုတော့ရှေ့တန်းစမရပြမှာတော်လိုင်းရရာစုတွေနဲ့ပေါ့နော်ချစ်ဆက်ပြီးတော့မှအမြန်ဆုံးလင်းဝင်တင်နေတယ်ဆိုတဲ့အကြောင်းဒီနေ့ကနေတခါတည်းပြောလိုပါတယ်ကဲကျွန်တော်တို့နောက်ဆုံးဗီဒီယိုသဘောအနေနဲ့ဥကြွားနေပြီးတော့မှအခုလိုမျိုးဟောင်းချင်တဲ့ဟောင်းပြီးတော့မှပေါ့နော်ဘီတူလူထုကိုစိတ်ပင်ရင်လောင်းနေတဲ့ဝမအယုတ်ကတတိုက်ကိုဘယ်လိုမျိုးဆုံးမပြောဆိုထားလဲဆိုတာစစ်ကြည့်လိုက်ရအောင်နော်ကိုနိုင်ငံဖာသာသာဖြစ်နေတာဟုတ်လား ဟိုနိုင်ငံကိုပြေးအောက်ကျရဒီနိုင်ငံကိုပြေးအောက်ကျရမယ်ဟဲ့လားဟွန်းအဲ့တော့ကျွန်တော်တို့နိုင်ငံကအဲ့လိုဖာသာသာနိုင်ငံဖြစ်နေဒီ passive နော် passive ငရဲခွေးတွေကအုတ်ချုပ်ထားလို့ဒါကျွန်တော်နိုင်ငံကအဲ့လိုဖာသာသာအဆင်ရောက်နေတာနော်ဖာသာသာအဆင်ရောက်နေတာအဲ့တော့အဲ့ဖာသာသာအဆင်ကနေခင်ဗျားတို့ကျွန်တော်တို့နော်အဲ့ဖာသာသာအဆင်ကနေလွတ်မြောက်ဖို့အတွက် ျွန်တော်တို့စ조사နေကြတာနော်အဲ့အဲ့ဒီအဲ့ဒီဟာတွေကြတော့ဘောမတွေစောက်တုံးစောက်အားတွေအယိုးကိုက်ကောင်းတွေမပြောရင်မပြောရင်နော်ကျွန်တော်ပြောရင်ရိုင်းတော့မှဆိုလို့ရိုင်းရင်လည်းရိုင်းမှရိုင်းလာခဲ့တာအာဒီအနာရှင်တသက်ပြနေပြီနော်အနာရှင်တသက်ဆိုတာဒီလင်းကနေဒီလင်းကနေအတွင်းကိုပြောတာပါနော်များလို့စဉ်းစားကြည့်ဒီဟိုနိုင်ငံအောက်ကျွာဒီနိုင်ငံအောက်ကျွာဟမ် အောက်ချုပ်စရာလို့လားကျွန်တော်တို့နိုင်ငံကသူများနိုင်ငံအပေါ်မှာမိခိုးပြီးစားတောင်းနေတာကကိုယ်နိုင်ငံရဲ့ထွက်ကုန်နေနဲ့တိုင်ယာစာတအနေနဲ့စားလို့ရောမရဘူးလားဟုတ်တယ်နော်ဟင်အောက်ချုပ်စရာဘာလို့လဲဘာဆော့ဆစ်ကြီးလို့လဲအာအဲ့ဒါကိုကြံပံပြီးတော့ဘောမာကြီးကဂုံယူနေသေးတယ်ဗျာနော်ဂုံယူနေသေးတယ်ဒီလိုအဲ့လိုဂုံယူနေမယ်ဆိုရင်နော်ငါတို့အမေစုဆိုရင်ဂုံယူစရာကုန်မှာမဟုတ်ဘူးကွာနော် 你说下南人多少别说了，他湖南你一斤斤他走一我让你南人一斤斤他走一样。明天我够牛的了，多少人？下南人把路多少人？我又把南人稀的，啊，下南人用多少鸡把他们？啊，把鸡多少没得？啊？比如拍摄我一我一可以的啊，把鸡多少没得说了，多少鸡你多少野东西？ ကဲဟိုကြောတော့ဗောနော်ဒီဘောမှာရုတ်ကိုက်တိုက်ကိုပြပြနေနေဆုံးမပြောဆိုတာတော့ကျွန်တော်တွေ့ရပဲဖြစ်ပါတယ်ခုချိန်မှာတော့မြောက်လိုင်းရနေပြီးတော့မှအတိုင်းပြည်နယ်လူမျိုးအပေါ်မှာခြာနေပြီးတော့မှကျွန်တော်ကပ္ပလည်းမှာဒီရုရှားလက်ထဲဟုတ်ဗောနော်တိုင်းပြည်ရောင်းစားခဲ့တာကိုပုံမှန်ကကျင်းနေနေတာဖေဖော်ဝါရီချိန်ထိမြောက်လိုင်းရနေပြီးတော့မှနိုင်ငံကောင်းစားဖို့အတွက်လုံဆောင်နေတယ်ဆိုတဲ့ပုံစံမျိုးနဲ့ပြောဆိုနေကြတော့ကျွန်တော်တွေ့ရပဲဖြစ်ပါတယ်ဒီကောင်တွေကတော့ကျွန်တော်ဘယ်လိုပြောပြောပါနော်နားမဝင်မဲ့အုပ်စုတွေဖြစ်ပြီးတော့မှကျွန်တော်မိဘပြည်သူတွေဘက်ကနေပြီးတော့မှ ဒီအပြောနဲ့များတော့လို့ခုဆိုရင်အလုံးနဲ့တည်တည်ပြရမယ့်အချိန်ပဲဖြစ်ပါတယ်။တော်လိုင်းအရာစုတွေကနေပြီးတော့မှလည်း2025ခုနှစ်ထဲမှာနေပြည်တော်တိတည်တည်နိုင်ဖို့အခုဆိုရင်ရွေချက်တွေထားနေတာဖြစ်ပြီးတော့မှပေါ့နော်။မကြာခင်မှာတော့ကျွန်တော်တို့တွေနဲ့ဒီတက်ပို့ပြီးတော့မှဒီလင်းမြန်တဲ့ထိုးစစ်စွမ်းရည်တွေနဲ့မြို့သိမ်းတိုက်ပွဲတွေကိုဖော်ဆောင်နိုင်တော့မှာပဲဖြစ်ပါတယ်။ပြီးတော့တရားလုံးအနေနဲ့လည်းပေါ့နော်။ တော်လန်တရင်တွေကိုနေ့စဉ်နဲ့များနောက်ဆုံးပြီးတော့မှစစ်ကောင်စီရဲ့ပေါ်တာဆွဲချင်းရနဲ့လဲကြင်ွေးကြပါစေလို့ပြောရနေတယ်။ကျွန်တော်ဒီနေ့နေခင်းမဲ့တစ်ဖြတ်ဗီဒီယိုကိုဒီနေရာမှာပဲဆုံးသတ်ချင်ပါတယ်။စာဆုံးကြည့်ရှုပေးကြတဲ့မိဘပြည်သူများလုံးစိတ်ချမ်းသာကိုကြားမှတ်ခြင်းပြည့်စုံပြီးတော့မှမြောင်းလိုက်မေးပေးတာနဲ့ကြင်ွေးကြပါစေလို့ကျွန်တော်ဒီနေရာကနေဆုမကောင်းတောင်းပေးလိုက်ပါတယ်။